ဲဒီနေ့ဘောသူ့ထူးထူးခြားခြားလေး surprise လုပ်ချင်တယ်ဗောနော်အဲ့နဲ့တိုင်ပင်ကြရဗောတိုင်ဘလို့လို့ရကောင်းမလဲဗောနော်အဲဘာဖြစ်လို့လဲဆိုတော့အမမန်နီတချင်းနေဆိုအရန်ကြိုက်တယ်လေမန်နီရဲ့ငါစီစဉ်နဲ့မေးမွေးနေဆိုရင်အဲ့တချင်းကိုအရန်ကိုလုံးဝအဲ့ဒါနဲ့ဝင်းနေကိတ်ခွဲချင်တာတချင်းကမခွဲချင်ဘူးဆိုတာနဲ့အဲ့ဒါနဲ့မန်နီကိုအဲ့ဒါဟိုမှာလုပ်ပြီးတော့မန်နီကအဲ့ဒါမန်နီကိုဖိတ်တာဗောအဲ ဲ့အခါကျတော့နီနီကဒါ chairman မရောက်ခင်အရင်ရောက်ရတယ်ပေါ့နော်ဒါပေမဲ့လည်း chairman က observation အရင်ကောက်နေသူဖြစ်တော့ဒီကားကဘယ်ကကားလဲဆိုပြီးတော့ကြည့်တော့ကြည့်နေတယ်ပြီးတော့နီနီရောက်တဲ့တော်တော်စကြစောင့်နေတယ်နီနီတို့ဟိုဘောလုံးတွေဝေးကြတယ်ဟလာပြီးတော့ chairman မသိအောင်ဟိုအကားဝါဆင်းလာပြီးတော့အဲ့လို surprise ဆောင်တာဖြစ်တဲ့အတွက်လည်းအဲနီနီအရင်ဝမ်းသာပါတယ် chairman လည်းမသိကြအောင်စောင့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မသိချင်တော့ မှန်တိုင်းပြောရင်တော့တကယ်မသိတာပါဘုံမလေးလေးပြောရရင်ကျွန်တော်ကပုံမှန်အားဖြင့်ဆိုရင်ဟိုကျွန်တော်တို့ကဟိုကျွန်တော်ကမနေ့ဆိုရင်ကျွန်တော်စောကြီးထားတာပေါ့နော်မနေ့ဆိုရင်ကျွန်တော်3နာရီ4နာရီလောက်ထားတယ်အခုကျတော့ရန်ကုန်မှာလည်းဟိုပွဲနှစ်ပွဲသုံးပွဲလောက်ဇာတ်တိုက်ဖြစ်နေတော့ကျွန်တော်မန္တလေးကနေမင်းညက်နေရကျွန်တော်ရန်ကုန်ခဏပြန်သွားတယ် ပြန်သွားပြီးတော့မှရန်ကုန်မှာပွဲအဲ့ဒီမှာ၃ပွဲလောက်ကျွန်တော်ဇက်တိုက်ကြီးကိုကျွန်တော်တက်ခဲ့တယ်တက်ပြီးမနေ့ကကျွန်တော်ကပြန်ရောက်တယ်အစောကြီးလည်းကျွန်တော်နိုးထားတော့ခဏကျွန်တော်တမေတမောခဏလေးကျွန်တော်အိတ်အိမ်ငေါ့ကြောက်ရတယ်ပေါ့တကားတွေလည်းခောက်တယ်ကျွန်တော်အိတ်ဖို့မပေးဘူးဖုန်းတွေလည်းအတကုံဆက်တယ် message တွေလည်းကအားပို့တယ်ဖြစ်ချင်တော့ meeting appointment လေးတစ်ခုကျွန်တော်မိတ်ဆွေတို့နဲ့ကျွန်တော်ချိန်ထားတာရှိတယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကဂမန်းကန်းကျွန်တော်အဲဟိုရေးပြန်ချိုးပြီးကျွန်တော်ပြေရောဟိုအဲ့တည်းကလည်းသူက foreigner ဖြစ်နေတော့ တော်တော်မမြန်ဖြတ်ဆက်ရှိတာလေးကျွန်တော်ဖြတ်တယ်ဖြတ်ပြီးတော့ကျွန်တော်ရုံးဘက်ကိုသွားတာပေါ့ရုံးဘက်ကိုကျွန်တော်သွားတော့အဲ့မှာ တက်တဲ့ဆိုတာရင် Ford ကတစ်စီးကယက်ထားတယ်ယက်ထားတော့ကျွန်တော်ကျွန်တော်လည်းဟိုကားငငယ်လေးတွေကကျွန်တော်လည်းကားအစီးအပေါင်းများဆိုတော့ကျွန်တော်ဟိုစူဆောင်တဲ့ဝါသနာပါတာဟုတ်ကျွန်တော်ငငယ်လေးတွေကဟို page မှာလည်းတွေ့မှာပါဘူးကျွန်တော် page မှာဆိုရင်ကျွန်တော်ကားကောင်းနေမြန်နေတင်နေတင်ပြီးတော့မှလို့ကျွန်တော်ဝါသနာပါတယ်တို့မိတ်ဆွေတကယ်ကြီးနေဝါသနာပါတဲ့လူတွေကိုလည်းအဲ့လိုပဲတစ်ခါတလေအကျိုးမြတ်တော့မရဘူးဒီတိုင်းပြန်ရောက်ပေးလိုက်တယ်တော့ရှိတယ်ဟိုအယောင်ဝင်လုပ်တဲ့သဘောမျိုးမဟုတ်ဘူးကိုနဲ့ဝါသနာ ူချေထပ်တူကြတဲ့တူတွေကိုဒီတိုင်းပဲကျွန်တော်ကဒီတိုင်းဝန်ဆောင်မှုပေးလိုက်တဲ့တမောပဲကြာရင်ယူသွားအကျိုးမြတ်တပဲမျက်တာတွေရှုံးလိုက်ကျွန်တော်တိတ်ဆိတ်ဝင်သွားလို့ဆိုတော့ကျွန်တော်ကားလေးကဒီကားအယောင်လေးရပေါ့နော်ကျွန်တော်ကကြည့်လိုက်တာဒီကားအယောင်လေးကအစစ်နဲ့စားစိမဲ့အယောင်လေးပေါ့ကားလေးကအရန်လာတယ် Ford ဒါပေမဲ့ကျွန်တော်ဘာလို့သတိထားမိလဲဆိုတော့ Ford ကသူ့ဒစိတ်ကအရှိမမရှိဘူးဒစိတ်ပြောင်းနေတယ်အဲ့ဒီကျွန်တော်အခုဟိုကျွန်တော် owner ထဲမှာမှတ်ထားတာပေါ့နော်ဆိုကျွန်တော်ကျွန်တော်ရဲ့ခေါင်းကငယ်လေးတွေကပါလဲဆိုတော့အရာတစ်ခုကျွန်တော်ကျွန်တော်စိတ်ဝင်စားစီမဲ့အရာတစ်ခုကျွန်တော် ဟိုဘယ်လိုပြောမလဲမျက်စိတွေ့သွားပြီမျက်စိကျသွားပြီဆိုရင်ကျွန်တော်ချက်ချင်းကျွန်တော်မှတ်ထားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ကားလေးကိုမမရကျွန်တော်ကြည့်လိုက်တာသူကတစ်စိတ်ကစားတစ်စိတ်လေးပေါ့ဒါဟိုတစ်စိတ်လေးကအញ្ញမ်းလာကျွန်တော်ကြည့်လိုက်ကြည့်ပြတော့ကျွန်တော်ဆက်တမီးရခုလို့ဆက်ဆိုင်ခုလို့ကျွန်တော်ဖြစ်နေတယ်အဒီကဘာလို့စောင့်နေတာလဲဘာလဲပေါ့ပြီးတော့ကျွန်တော်အော်ကစ္စတမာကားပဲဖြစ်မှာပေါ့အဲကိုလည်းအထွေးကိုဖြောက်လိုက်တာပေါ့နော်ကစ္စတမာကားပဲဖြစ်မှာပဲဆိုတော့အထွေးရောက်သွားတယ်ရောက်သွားတော့ ကက်ဆမာရီမိတ်ဆွေတွေကလည်းတချို့တချို့မိတ်ဆွေတွေကလည်းကျွန်တော်ကကား crazy ဆိုတော့ကျွန်တော်ရဲ့ကက်ဆမာရီစီးနေတဲ့ကားကိုလည်းကျွန်တော်အလိုလိုလေးနဲ့သိတယ်။ဟာဒါသူတို့ကားလည်းမဟုတ်ဘူး။သူတို့များကားလဲလိုက်တာလားပေါ့။အဲကွာလည်းဆက်ဆူတယ်။နောက်တချို့ကက်ဆမာရီကလည်းပြန်လဲပြန်လဲထွက်နေပြီပေါ့နော်။ပြန်နေပြီပစ္စည်းတွေဝယ်ပြီးတော့မှပြန်နေကြတယ်။နောက်တချို့ကက်ဆမာလည်းရှိရသောကားမှာပုံမှန်ဖြစ်တဲ့ရှိမှမသိဘူး။အပေါ်လိုက်စိတ်ခမလည်းတက်ပြီးပုံမှန်လည်းဖြစ်တယ်။တက်သွားတယ်။တာလျာရှိလို့တက်သွားတယ်။တက်သွားပြီးတော့ အပေါ်မှာလည်းကစားမှာမရှိဘူး။ဟို live စကမှာဟိုခစရီကတော့ VIP လေးဆိုရင်အပေါ်ခေါ်သွားလေးရှိတာပေါ့။ဆိုတော့ကျွန်တော်အဓိကတော့အဲ့ဒါကိုရှာကျင်တာ VIP ကိုဘယ်သူများလဲပေါ့ဆိုပြီးတော့အပေါ်မှာလည်း VIP ကမတွေ့ဘူး။မတွေ့တာလည်းကဲပေါ့ AC ပေါ့ကဲအားနဲ့ကလေးတွေကဟာဆရာတဲ့ဒီနေ့တော့တဲ့အနေနဲ့နောက်နောက်ကျနေပြီနောက်တော့ကျနေပြီဆိုတော့မဟုတ်ဘူး။မမေ့စရာငါ့ကိုတနာ yı လာရင်ရ တနာရီတတိမှလာရင်ရတယ်ဆိုတော့ငါဖျားရှိခိုးပြီးတော့မှမီတင်ပြီးလို့လာတာဆိုတော့ကလေးတွေတော့ကျွန်တော်နည်းနည်းစူဂျင်ောက်ချိန်နဲ့စိတ်တော်ဖြစ်နေငါ့အရန်ရဒီနေ့ pressure ပေးနေတယ်လောနေပါလားဆိုတော့ကဲ okay ဆိုတော့အဲ့ဒါဆင်မကြွပြီးပါဆင်မကြွပြီးပါဆိုတော့ဆင်မကြွလိုက်တာပေါ့ဟောရိုးရိုးပဲပေါ့အဲ့ဒါအပြာလေးပုတ်ဒီကားပေါ့နေဆင်းလာတော့သူများလဲလို့ကြည့်လိုက်တော့ဩ surprise ကဝယ်ရီဝယ်ရီဝယ်ရီ big surprise ကြီးချနေတယ်ဒီမှာညီမလေးနီနီဖြစ်နေတယ်ဆိုတော့ဩသူရဲ့ဒီအာမွေးနေ့ မွေးနေ့တစ်ချိန်လေးရတယ်အရန်ကိုပေါက်ပြီးသားလေးဆိုတော့အဲ့တစ်ချိန်လေးနဲ့ဆိုပြီးတော့မှတက်လာတော့ယနေ့မှယနေ့အရန်ကိုခုံသွားတာအပျော်ရီတာကိုနော်ဒါပူဆက်သွားတာပေါ့ကျွန်တော်လည်းဒီနေ့ဘာမှမကျင်ညာဟောင်းလေညီမလေးနီနီရဲ့အမတ်တရားအနေနဲ့ပွဲကိုတက်ပြီးတော့မှတီးဆုံးဖြောပြပေးမယ်လို့ကြေညာထားရတယ်လူကြီးကအုံးတိုင်နေမှာအဲ့လိုအဲ့လိုဖြစ်မှာကိုလေကျွန်တော်တို့ကဟိုကျွန်တော်ထင်ပါတယ်မမေ့စင်တို့စီစဉ်တာဆိုတော့ဟိုသူတို့မကျင်ညာထားတော့ဟိုတိတ်ပြီးတော့မှအရန်လူက မများရဘူးဒါပေမဲ့ညီမလေးနီနီစင်ပေါ်တက်လာတဲ့အချိန်မှာအပျော်ရည်ဥဆက်သွားလို့နဲ့တူပါရဲ့အိုးဘူကတခါတဲ့လူပင်လေကြီးလားအိုးတိုင်ကြီးဖြစ်သွားတယ်အဲ့အတွက်ဒီနှစ်မှာတော့ခရိုင်းနှစ်တည်ထက်ကိုပို့ပြီးတော့မှအမတ်တရားတွေအများကြီးဖြစ်ခဲ့ရပြီလို့အတိုင်းအတိုင်းမသိဘူးအဲဝမ်းသာပြည့်စုံမိရမယ်လို့ဆာပရိုက်စ်ကတ်အားပေးတာဒီကကျွန်မအမြင်တော့ရတယ် ဒီတိုင်းမှာတင်းဆောင်နေပေါ့နော်နှစ်ပုတ်စလုံးကိုနည်းနည်းဒီဆိုခွင့်ရခဲ့ပါတယ်အဲ့တော့လေနေ့ကိုရေုံတကြီးနဲ့ပေါ့နော်အနှံပေးကြရဲအကွေအမရောကျေးဇူးအများကြီးတင်ပါတယ်နေ့မျိုးပထမအဦးဆုံးကတချင်းလေးရစားကိုဗစ်ကာလနဲ့နော်ကိုဗစ်ကာလမှာအဲဆရာရွှေကျော်ကျော်ကနေရေးပေးခဲ့တယ်အဲ့ဒီကာလမှာလေကွာလက်ကီတိုင်းမှာငါနှစ်ပေါင်း20ကျော်ခဲ့ပါပြီအခုဆိုတော့25နှစ်ကျော်ပေါ့နော်ဆိုတော့အခုအဲဒီတိတ်မကြခင်ကာလမှာလေနေ့မျိုးအော်မြကြီးလေးတေးဦးဆောင်တာနော်တေးဦးဆောင်ထားတယ်စိန် ရဲ့ပြင် lucky time ဆိုတာဒါကဟိုပရိသတ်အကုန်လုံးနှိပါးရထားပြီးဒါတချမ်းလေးပေါ့နော်အဲ့တချမ်းလေးကိုအကုန်ကြိုက်ကြတယ်ဟုတ်အဲ့ဒီမှာအနေနဲ့ကြောက်တယ်ဆိုကြောက်တယ်ဆိုအမြန်အမြန်ရောက်တယ် ေဒါဆိုကိုရီးလာနဲ့ကျွန်တော်ဒါအမတ်တရတွေပေါ့နော်တိုက်တိုက်ဆိုင်ဆိုင်တိုက်တွက်လဲဒါဒါနိုဝင်ဘာဖီဘွန်နေဆိုတော့နော်ဂုံယူပါတယ်နောက်ပြီးတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကျွန်တော်တပီးငယ်လေးနဲ့ကျွန်တော်နဲ့ကလည်း2နဲ့3အမြဲတမ်းသူကနိုဝင်ဘာ2ကျွန်တော်က3အမြဲတမ်းကျွန်တော်တို့ကည7နာရီကြော်ရင်ဟိုကည7နာရီကြော်ရင်ကျွန်တော်ငွေနေလုတ်ခွင့်ရတယ်အဲ့ဒါလေးလည်းနှစ်စဉ်နှစ်တိုင်းဒါအမတ်တရလေးတစ်ခုဖြစ်ခဲ့ပြီးပါတယ်အဲ့ဒါလေးလည်းပြောချင်တယ်နောက်ပြီးတော့ဒီဘက်ကနီနီတို့နဲ့ အတူတူပေါ့နော်ဒီနေ့ကျွန်တော်တို့ချက်ရတဲ့အမှုပညာရှင်တွေနဲ့အတူစုံစည်းခွင့်ရပြီးเนาะကျွန်တော်မိသားစုကအတူတူရှိနေပေးတဲ့အတွက်လည်းကျွန်တော်အတိုင်းမတိဝမ်းမြောက်ဝမ်းသာပျော်ရွှင်ရပါတယ်လက်ဆောင်တွေလည်းအများကြီးရလို့လည်းအဲတကယ်ကိုအဲပျော်ရွှင်ရပါတယ်ကြည့် ော်တော်က2000ခုနှစ်ကစတာပေါ့နှစ်20ကျော်ပြီအဲ့ကိုဗစ်ဖြစ်တဲ့ချိန်မှာကျွန်တော်လင်မယားနောက်ကစဉ်းစားတိုင်ပြီးတော့အရင်ကတော့စိန်အဲတော့တမယောတနေငံလုံးကျွန်တော်လက်ကားဖြတ်တာပေါ့လက်ကားဖြတ်တာဒါပေမဲ့ကိုဗစ်ဖြစ်တဲ့ချိန်မှာကျွန်တော်တို့အလုပ်ကိုထပ်ပတ်လောက်ကျွန်တော်တို့ short လိုက်တာပေါ့ဟိုအရင်ကနေအလုပ်လုပ်လို့မရအောင်လေလက်ကားဖြတ်တဲ့အလုပ်ကြတော့လက်ကားအဲ့ချိန်သွားဖြတ်လို့တော့ဘယ်လိုဝယ်မှာလဲလူတော်အသက်လူကြီးပြင်းနေရတာ တော့ကျွန်တော်တို့ကအလုပ်ကိုတစ်ဝက်လောက်ချော့လိုက်တာပေါ့ကိုဗစ်တည်းကတော့တဖြည်းဖြည်းတဖြည်းဖြည်းအရန်ဟိုဟိုကိုဗစ်ဦးစက်မှုနှုံအားတွေကလည်းအရန်ဟိုမြင့်တက်သွားတယ်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းပြန်ကျသွားတယ်ကျသွားချိန်မှာလည်းများနေတော့တိုင်ပြန်တာပေါ့ငါတို့အိမ်မှာထိုင်ပြီးမလုပ်နဲ့ဘာစီဝိုင်းလို့ဆောင်းနဲ့တော့လက်ကားလည်းဖြန့်လို့မရအောင်ဖြန့်ထားတဲ့ပုစောက်တွေတော့ငွေတော်မရသေးတာဘယ်လိုလုပ်မလဲဖတ်ပြီးတော့ပြီးလို့လည်းမရအောင်တော့ငါတို့ဘာလို့ကြမလဲဘယ်လိုလုပ်ကြမလဲကဲအောက်ဆင်းနေရလောရတာမစည်းစောခမင်းမတွေ့ရအောင်ရင်မတိုက်ရအောင်ကိုလည်းတော့မှထားရင်ကိုမြင်ရတယ်အဲ့တော့ဘာလို့လဲငါတို့အထက်ခတ်မယ် online နဲ့ရောင်းမယ် online live series တွေကိုစိတ် online live series တွေကျွန်တော်ဒီစိတ်ရောင်းတဲ့အလုပ်ကိုကျွန်တော်တို့မြန်မာပြည်မှာပထမဆုံးစတင်ပြီးတော့မှပုံဖောက်တာအရင်ရောင်းပါတယ်ဒါဒါရောင်းရတယ်ဒါအဆင်ပြေခဲ့တယ်ကျွန်တော်တို့ဒါဆို6နှစ်လောက်ရှိပြီပေါ့2019ကနေပြီးတော့2025ဆိုတော့6နှစ်လောက်ရှိပြီပေါ့အော်ဒီဇင်ဘာတော့ကုန်ကန်ပြီဆိုတော့6နှစ်ရှိခဲ့ပြီဒါ6နှစ်တာအမှတ်တရပေါ့တော်အောင်တော်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့ပေါက်သွားတာဗာလဲပေါက်သွားတာဒီဇိုင်းနဲ့ပေါက်သွားတာဟုတ်တယ်ကျွန်တော်ဒီဇိုင်းနဲ့ပေါက်သွားတယ် သူများစီမှာမရှိတဲ့ဒီဇိုင်းကိုကျွန်တော်တို့ရအောင်ကိုဖန်တီးပေးနိုင်တယ်။ရအောင်ဖန်တီးပေးနိုင်တယ်။ customer တွေလက်ထက်အရောက်ခဲ့ပေးနိုင်တယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါက်တာဘာနဲ့ပေါက်သွားလဲဆိုတော့ဟိုအတိက quality ကောင်းကောင်းနဲ့ဟိုကျွန်တော်တို့ကလက်တော်လက်လီခွေရင်လဲကျွန်တော်တို့လက်ကားစေးပေးစင်တော့အတွေ့အကြုံတွေကိုမိညာပြီးတော့မှအခြေခံပြီးတော့မှကျွန်တော်ကလက်လီခွေရင်လက်ကားစေးနဲ့ရောင်းပြတယ်။ဟုတ်။နောက်အရေးကများများရောင်းပြတယ်။အဲ့ဒီမှာဒီ၆နှစ်တာအတွင်းမှာကျွန်တော်တို့ရဲ့စူးစမ်းမှုကို ဒါ6နှစ်တာဆိုရဲနုနေပါတယ်เนาะဒီ6နှစ်တာပြမှာကျွန်တော်တို့ရဲ့ကြိုးစားမှုကိုကစမာရီရိုကြည်နဲ့အတိမတ်ပြုပေးလို့ဒါလင်းကျွန်တော်တို့ဒီနေ့ဒီလိုမျိုးနေနိုင်တာပေါ့နောက်ပြီးကျွန်တော်တို့ပံ့ပိုးပေးတဲ့အမှုပညာရှင်တွေများစွာเนาะအမှုပညာရှင်တွေကြောင့်လည်းကျွန်တော်တို့ဒါတိခွင့်ရတယ်เนาะဒါအမှုပညာရှင်တွေကပဲဒါကျွန်တော်တို့ဒါမိတ်ဆက်ပြီးသွားတာပေါ့ကစမာရီနဲ့မိတ်ဆက်ပြီးသွားတယ်အဲ့တော့ကြောင့်လို့လည်းကျွန်တော်အမှုပညာရှင်တွေအားလုံးအမှုတယောက်မှမကြံ့

ယ်ကိုမွေးနေ့မို့လို့ကျွန်တော်အကျိုးမြတ်လိုချင်လို့ဈေးရောင်းတာမဟုတ်ဘူးကစ္စတမာတွေကိုကျွန်တော်မွေးနေ့မှာအမတ်ကြီးလေးချစ်စေချင်လို့ရယ်ကျွန်တော်မွေးနေ့မှာကျွန်တော်ရင်ထဲကကစ္စတမာတွေဒါတောင်းဆိုတာမဟုတ်ဘူးကျွန်တော်ရှော့ပေးတဲ့ဈေးလေးနဲ့ပေါ့နော်အတက်တာဆုံးအထူးဈေးလေးနဲ့ကစ္စတမာတွေကိုရစေချင်တဲ့စိတ်လေးတစ်ခုနဲ့ကျွန်တော်ကမွေးနေ့ဈေးရောင်းပွဲဆိုပြီးတော့မှခေါင်းစဉ်တက်လိုက်တာအမှန်တော့ကျွန်တော်ဈေးရောင်းချင်လို့လည်းမဟုတ်ဘူးတစ်နှစ်ပတ်လုံးကစ္စတမာတွေဝယ်ပေးပြီးပြီပဲ တော့ကျွန်တော်ကဒီနေ့ကပါလဲကျေစုတုတ်ပြန်တော့ကျေစုတုတ်ပြန်တယ်ဆိုတာကစတမာတွေကိုဟိုလက်ဆောင်ပေးလိုက်တယ်ဒီလက်ဆောင်ပေးလိုက်တယ်ဒါတွေကတော့ VIP ကစတမာတွေရောကစတမာတော်တော်များများလာလေဒီတိုင်းမဟုတ်တာအပေးကန့်ရရောလဲဆိုတာသိမှာပါအများနဲ့ကျွန်တော်လက်ဆောင်တွေပို့ပေးတယ်ဘာမှမဟုတ်ကစတမာတွေကိုမွေးနေ့ကိုယ့်ရဲ့မွေးနေ့မှာအမတ်တရားတွေတစ်ခုခုဘာလေးပဲဖြစ်ဖြစ်ပေါ့နော်ဥပမာကိုဖန်တီးထားတဲ့လက်ရဒီဇိုင်းတစ်ခုခုကိုကစတမာတွေကိုတို့ကစတမာတွေတို့ပေးလိုက်တယ်ကိုယ့်ရဲ့ဖန်တီးမှုလေးတစ်ခုကိုတို့ကကြိုက်နေတက်ပြီးတော့မှအကြိုက်တွေ့ပြီးတော့မှ ်နစ်သက်ပြီးတော့မှအတိမတ်ပြုတ်လိုက်ပြုတ်စင်ချင်တာဦးကျော်တော့အမှန်တော့အဲ့ဒီဟာလေးဦးကျော်ဟိုငငယ်လေးတည်းကဘာပဲလုပ်လို့အဲ့လိုပဲကိုယ့်ရဲ့ဖန်တီးတဲ့အရာဆိုရင်ကစမားကြိုက်တယ်အကြိုက်တွေ့တယ်ဟိုနစ်သက်တယ်အတိမတ်ပြုတ်ပြီးတော့ဆိုအရန်ပျော်တယ်ဘာလို့မို့တို့မြတ်ရှိတာတွေမရှိတာတွေလည်းဘယ်တော့မှမစင်စားဘူးတစ်ခါတည်းစီပွားရေးလုပ်တယ်ဆိုတော့အများနဲ့စီပွားရေးဆန်နေအဲ့လိုဘယ်တော့မှမအောင်ဘူးဆိုတော့ကျွန်တော်အဲ့အဲ့စိတ်ကိုကျွန်တော်ငငယ်လေးတဲ့ကျွန်တော်ကကျွန်တော်ပင်ကိုပါရမီတွေ့ကြတဲ့မှာပေါ့ပါပြီးသားပါပြီးသားဆိုတော့ကျွန်တော်အဲ့ဒီစိတ်ကိုမမွေတဲ့အတွက်လည်း ဒါကျွန်တော်မှာပါအောင်မြင်လဲဆိုတာပါသူရှိုးရချက်မှမရှိဒီစိတ်လေးမွေးလိုက်တယ်ဒီစိတ်လေးထည့်ပြီးတော့မှစိတ်နစ်ပြီးတော့မှကစမာဟုကျွန်တော်ကျွန်တော်လင်မြန်းနေရောက်ကအာဒါအဲ့လိုကြွေးပြူတာပေါ့နော်ဒါကစမာတွေကိုဒါဝန်ဆောင်မှုပေးတယ် service ပေးတယ်ကစမာတွေစိတ်ချမ်းသာအောင်လုပ်ပေးတယ်ဆိုတော့ကိုယ်လည်းပြန်ပြီးတော့မှစိတ်ချမ်းသာမှုရရှိစေတာလို့ကျွန်တော်ခံစားတာဘာပဲဖြစ်ဖြစ်နော်အတ္တဟိုအတ္တကငယ်သွားတာမဟုတ်ဘူးလေတော်တော်လူ ora နုပြောင်းအောင်လုပ်လို့ရမယ် smart ကြောင်းအောင်လုပ်လို့ရမယ် confidence ရှိအောင်လုပ်လို့ရမယ်ဒါပေမဲ့ အသက်ကိုငယ်သွားအောင်ပြန်လုပ်တဲ့ဈေးကဘာမှမရှိသေးပါဘူးအဲ့တော့အသက်တွေတနစ်တနစ်ကြီးသွားတယ်ဆိုတော့ကျွန်တော်ရဲ့ခံယူချက်ကတော့ဗာလဲဆိုတော့ဖျားတရားများများလုပ်မယ်လောဘနင်းအောင်လုပ်မယ်လူဆိုတာလောဘရှိတယ်လောဘနင်းတာနဲ့များတာပဲကွာတယ်လောဘနင်းအောင်လုပ်မယ်ဖျားတရားများများလုပ်မယ်နောက်ပြီးတော့အဲဘယ်လိုပြောမလဲစီးပွားရေးတစ်ခုလည်းလုပ်လို့မရအောင်လူမှုရေးကိစ္စတွေဆိုတာရှိတယ်ဟိုမှာမိသားစုရေးရတဲ့ကိစ္စတွေဆိုတာရှိတယ် နောက်ကိုယ့်ရဲ့ family ကိစ္စတွေဆိုတာရှိတယ်နော်ပရိဒါကိစ္စတွေဆိုတာရှိတယ်တတ်နိုင်တဲ့များအချိန်တွေခွဲထုတ်ပြီးတော့မှဘယ်လိုလဲအများအကျိုးဆောင်တယ်ကြီးပွားရေးတစ်ခုလည်းမလုပ်ဘူးဒါဥပမာကျွန်တော်တို့က40ကျော်ပဲရှိသေးတယ်နေအောင်လုံးက50ပြည့်ရင်ဒါမမေ့စင်ကတော့ကျွန်တော်မသိဘူးကျွန်တော်တော့50ပြည့်ရင်ငွေတွေကလည်းကျွန်တော်ကြေညာခဲ့တယ်စီးပွားရေးကျွန်တော်မလုပ်ဘူးနားတော့မှာနားတော့မှာဆိုတော့ဘာလို့နားဖို့လဲဘာလို့ဖို့လဲငွေရရွယ်နဲ့50နဲ့ဘာလို့နားလဲဆိုတော့တရားအားထုတ်ဖို့တရားအားထုတ်ဖို့ဒါငွေကုန်လုံးနဲ့ရဖို့ကျွန်တော်အစိုးရရဲ့ပြင်ပကျွန်တော်လောဘမရှိဘူး ဒါလည်းတကယ်ကိုလောဘမရှိဘူးအစည်းအဝေးတမပဲထမ်းလာကျင်တာပေါ့ကျွန်တော်ကပါလဲဆိုကျွန်တော်ရဲ့စူးစမ်းမှုတွေဟာဥကြော်ဆိုတာက lucky time ဥကြော်ဆိုတာကတကယ်စိတ်နဲ့ပတ်သက်လို့ရှိရင်ဒါဘယ်လိုပြောမလဲเนาะ appraiser တယောက်တကယ်ခတ်တွန်းကျင်တဲ့ပညာရှင်တယောက်တကယ်နားလဲတကြွတဲ့လူတယောက်ဆိုတဲ့အတိမတ်ပြုမှုလေးကိုပဲကျွန်တော်ခံယူခံယူနေတာနောက်ဥကြော်ဖန်တီးထားတဲ့ design လက်ရတယ်ဒီ customer အရန်ကြိုက်တယ်အရန်သဘောကျတယ် တိုင်းနဲ့တက်တယ်အတိမတ်ပြုတ်ပေးတယ်အားပေးတယ်အဲ့ဒါလေးကိုပဲကျွန်တော်ခိုင်းနေတာအလုံးလို့တာတော့သူ့နဲ့သူလဲပတ်လဲယုံပတ်ယုံပါပဲဟိုဘယ်လိုပြောမလဲစီးပွားရေးဆန်ဆန်နဲ့ငါအစီအပြေပြီးရောဆိုပြီးတော့မှကျွန်တော် market ကိုကျွန်တော်ထိုးပေါက်တာမဟုတ်ပါဘူး customer တွေအစီအပြေပြီးရောဆိုတဲ့စိတ်မွေးပြီးကျွန်တော်ထိုးပေါက်လို့အောင်ပြန်လာပါကျွန်တော်နင်းရဲ့ ဖန်哦ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်နီနီအင်တာဗျူးလေးတွေကြည့်တယ်ကြည့်အောက်မှာ comment တွေဝင်ရေးတယ်နောက်နီ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 တချင်းဆိုတဲ့အချိန်မှာ comment တွေဝင်ရေးတယ်ဟောဒါတွေကတော့ဟိုတချို့ကလည်းချစ်လို့ပေါ့ဘာဘောဘတိကက်လေးတို့ဘာနဲ့ချစ်စနိုးလေးနဲ့စကြတယ်တချို့ကျတော့လည်းရေးတာတားတာအရန်ဟိုဘယ်လိုပြောမလဲ bad comment တွေရေးတာပေါ့ဒါအဲ့လိုမျိုးတွေရေးတော့ကျွန်တော်စိတ်မကောင်းပါဘူးကိုချစ်တဲ့အမှုပညာရှင်တယောက်ကိုအဲ့လိုမျိုးကြီး main ကလေးတယောက်လည်းချစ်တယ်ဗျာအဲ့လိုကြီးမတရားဘယ်လိုပြောမလဲနမချင်းကိုချင်းမစားဘဲနဲ့ရေးနေတော့အော်လို့စိတ်ထဲမှာတော့ခံစားမှု feeling ကတော့အခုခုတော့ တိုင်းတာတစ်ခုတည်းတော့ဖြစ်မှာပဲ။အော်လို့နီနီရဲလို့ငါဖုန်းဆက်ပြီးတော့တော့ပြောချင်တယ်လို့ဝိတ်ချလိုက်ပါ။ရအောင်ကိုချပြလိုက်ပါ။တို့တွေအချိန်အချိန်တစ်ခုစားရတာပေါ့နော်။ဘာလို့ဆိုမိကင်တို့တိုက်ရတာဖြစ်တယ်။နောက်တော့ချိုယိုးရှိတာဖြစ်တယ်တော့နီတို့ဘာမှလှုပ်ရှားလို့မရသေးလို့အဲနီအဲ့ဒီအချိန်မှာတော့အဲနီနီလည်းလူသားဖြစ်တဲ့အတွက်ပေါ့နော်။သမီးလေးကိုနိုးတိုက်နေတဲ့အချိန်မှာပဲနီနီစိတ်မကောင်းဖြစ်သွားခဲ့ဘူးတဲ့။ဒါအောင်နီလည်းအမှန်တိုင်းဝေခံတယ်။တော်တော်စိတ်မကောင်းဘူး။ဘလို့စိတ်မကောင်းဖြစ်လဲဆိုမိသမီးလေးကိုနီနီတနာတာ။ ဟိုမိခင်တယောက်မိခင်တွေလည်းနီးတနာရတယ်မိခင်တယောက်ကဒီလိုမျိုး body shaming လောက်ခံရတာမိခင်ဖြစ်နေလို့ဒါ ဟိုနှုတ်တိုက်တဲ့မိခင်ကိုဒါတလေးတစားနဲ့အာဒါလူမှုပတ်ဝန်းကျင်နဲ့နားလဲပေးရမယ်ဒါနင်းနီလူမှုပတ်ဝန်းကျင်မှာကဒါမျိုးတည်မလုတ်တဲ့မလုတ်အပ်တဲ့အရာဖြစ်တယ်ဒါနင်းကမြို့ပညာရှင်မလုံးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အချိန်တစ်ခုရောက်သွားတဲ့အခါမှာနင်းပြောင်းလဲမှာပါလို့နင်းပြောခဲ့တယ်ပြောင်းလဲရတာအင်မတန်လွယ်ပါတယ်တကယ်ပြောတာနင်းကသူများတွေကိုတော့ပြောင်းလဲနိုင်ခဲ့တဲ့သူပဲကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ဆိုတာအင်မတန်လွယ်ပါတယ်ဒါပေမဲ့အချိန်လေးတစ်ခုတော့ပေးရမယ်အဲကြောင့်မို့နင်းကမိခင်တွေတနိုင်ငံလုံးကမိခင်တွေအတွက်နင်းရှိတယ်အဲဒီနင်းဒီအကျိုးစားမယ်အားကြီးပေါ့နော်ပြီးတော့နင်းကိုလည်းကြည့် ီးပြီးတော့အာဒီပေါ့နော်စင်မကောင်းဖြစ်နေကြရင်မိခင်တွေ body ထိတ်လုံးရမိခင်တွေအကုန်လုံးကဟလာအားလေးတစ်ခုဖြစ်လာစေရမယ်ဆိုရဟာနဲ့နေမနက်တိုင်းစူးစမ်းပါတယ်အပြတ်အပြတ်သူတို့နှစ်ယောက်ကအပြတ်သဝိတ်ချပြလိုက်တာဝေဖန်နေတဲ့လူတွေကိုနော်ဟိုဘာမှနှုတ်နဲ့နော်မတုံ့ပြန်မဲနဲ့လက်တွေ့ကိုလက်တွေ့လက်တွေ့တုံ့ပြန်ပြလိုက်တာပေါ့အဲ့အတွက်လည်း ဒါ nail salon ဒါဝိချခြင်းအမှုပညာကိုပေါင်မြင်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်သူဆိုလဲပေါင်၄50နီးပါးကျသွားတာပဲနော်ဆိုတော့နီနီလဲအခုဆိုရင်ဒါကလေးချင်းနဲ့လဲပို့ကြပါဒါကတော့အခုသူဝိချတာ3လလောက်ပဲရှိတယ်လို့ဦးနာသူပြောတယ်ကျွန်တော်ကလည်း3လပဲရှိတယ်နော်ကလေးကအခု9လလား10လလားမသိဘူးအဲ့တော့9လ ကျွန်တော်သူ့ပြောတယ်နောက်9လပေါ့ကလေးတစ်နှစ်ပြည့်တဲ့နေ့ကျရင်တော့အရင်နဲ့တောင်ပို့ပြီးတော့မှမိမိုက်သွားမှာလို့ slim body ဟမ် body ဖြစ်သွားမှာကျွန်တော်နေနေလဲပေါ့နော်အခုအာခုလိုမျိုးကိုယ်ငွေနေမှာတက်တိုက်ဆိုင်ဆိုင်ဒါပထမအုံဆုံးလက်ပြတိုင်ဝင်တဲ့လက်တွေခွင့်ရတဲ့အတွက်ဖိတ်ကြပြီးတဲ့အတွက်အရင်ပဲဝန်တာကိုယူမိပါတယ်ကိုလည်းညီလေးကြောရကြောရှိပါစေညီလေးကညီလေးဆုနဲ့ပြည့်ပါစေညီလေးဒါညီလေးနဲ့လည်းပြည့်ပြည့်ရတယ်နော်နောက်များလဲကျွန်တော်တို့ဒါဆက်လက်ပြီးတော့မှာ လက်တွဲသွားပါမယ်လို့ကျွန်တော်အနေနဲ့မင်္ဂလာသတင်းကောင်းပါခြင်းပါတယ်ကျေးဇူးများတင်ပါတယ်အခုတော့ပေးအတွက်ကိုနဲ့မှာလည်းကျေးဇူးများတင်ပါတယ် thank you so much thank you ပါတကီတိုင်းမွန်စိန်တကြီးရဲ့ဒါပဲကန်ရှင်ဖြစ်တယ်ဒါဥကျော်ရဲ့ဝင်းနေမှာအခုလိုမျိုး live ပြီးတော့ပြောပြရတဲ့အတွက်လည်းအများကြီးပဲတာပါတယ်အဲဒီလိုဖိတ်ခေါ်ရတဲ့ကျေးဇူးတင်ပါတယ်။နောက်ဒီစိန်တကြီးရဲ့ကျွန်တော်တို့ဒီဇောင်းနဲ့ promotion အနေနဲ့ပေါ့နော်။ဒါတာယောပြီးတော့ဖြိုပြီးခွင့်ရအတွက်လည်းအများကြီးပါလာပါတယ်။နောက်ဦးကျော်လည်း ဒီတဲ့ဘကပေါ်တော့စားရတော့အများကြီးအများကြီးစီးပွားဥစ္စာတွေဒီလာတိုးသွားပါစေ။နောက်ပြီးတော့ဒီလက်ကိတဲ့ဘုစိတ်တိုင်းတွေဒီကတ်စတူရဲ့ဘုဒ္ဓဝါကျတဲ့တဲ့အောင်မြင်တဲ့စိတ်လိုက်ဖြစ်တဲ့နောက်တဲ့ပေါင်းမြောက်ရစွာရည်တည်နိုင်ပါစေလို့ဆုတောင်းပေးခြင်းပါ အဲလက်ကီဒေမွန်နဲ့ဒါကတော့ပထမဆုံးတွေ့ဆုံတဲ့ဖြောပြပွဲလေးပေါ့နော်အဲ့တော့အရင်လဲကျေးဇူးတင်ပါတယ်မင်းလေးမျိုးမှာပထမဆုံးဖြောပြခင်ရတဲ့နောက်ထပ်နောက်ထပ်လက်ကီလက်ကီဒေမွန်နဲ့လက်တွဲပြီးတော့ပွဲတွေအများကြီးသိဆိုဖို့လည်းရှိပါသေးတယ်ရှင့်အဲဥကျော်လည်းဒီတက်မကအများကြီးအစားအသောက်များစွာအဲတူတက်အမြင်ချမ်းသာတဲ့အဲလုပ်ငန်းရှင်ဖြစ်ပါတယ်လို့ဆိုတော့ပြပါတယ်